င်္ဂလာပါရှင်။တင်းနှောင်းအတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မေလ22ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းနှောင်းအတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကို အပတ်စဉ်တင်းနှောင်းနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ကချင်လွတ်လပ်ရေးတမတော် KIA ကပြစ်ချခဲ့တဲ့စစ်ရဟန်းရင်အပြက်စီးတွေရှိတဲ့နေရာကို KIA တပ်ဖွဲ့ဝင်တွေထပ်မံသွားရောက်ကြည့်ရှုချိန်မှာမီးလောင်နေတဲ့ရဟန်းရင်အတွင်းစစ်ကောင်စီတပ်သားအလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းစက္ကခ21ကိုစစ်ကူလာပေါ်တဲ့စစ်ရဟန်းရင်၃စီးအနက်၂စီးကို KIA ကအခုလ20ရက်နေ့မှာပြစ်ချခဲ့တာဖြစ်ပြီးတစည်းကရွှေကူမြို့နဲ့15မိုင်အကွာမှာပြတ်ချခဲ့ကနောက်တစည်းကတော့ရွှေကူမြို့ကိုအရေးပေါ်စစ်တပ်ခဲ့ပါဗျ။ တော်ရင်ပြကြခဲ့တဲ့ရဟန်းရင်ရှိရာနေရာကိုတွားရောက်ကြည့်ရှုချိန်မှာစစ်ကောင်စီလီတက်ရဲ့ဗိုလ်ကြီးအစ်စ်အလောင်းတလောင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။လောင်လုံးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးပူပေါင်းတပ်တွေကမနေ့ကမနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ကနအူသိရပါတယ်။လောင်လုံးမြို့ပေါ်ကရဲစခန်းဆရာဖရုံနဲ့နေရာတချို့မှာစစ်ကောင်စီတပ်သားတွေကဝင်းရောက်တက်ဆွဲထားတာပါ မင်းကမနက်ပိုင်းကစလို့ပြစ်ခတ်တံတွေစတင်ထွက်ပေါ်ခဲ့တာဖြစ်ပြီးမော်ဒယ်ပိုင်းအထိပြစ်ခတ်တံတွေထွက်ပေါ်နေတယ်လို့ဒေတာခန်တွေကဆိုပါတယ်မြန်မာအိန္ဒိယနဲ့နိုင်ငံနယ်စပ်မှာတမိုးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၁၀ဦးကိုအိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့အာတန်ရိုင်းဖယ်တပ်ဖွဲ့ကတပ်ဖြတ်ခဲ့မှုကိုအိန္ဒိယအစိုးရအနေနဲ့တာဝန်ယူဖြေရှင်းပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကအခုလ20ရက်နေ့မှာစာထုတ်တောင်းဆိုခဲ့ပါတယ် ီဖြစ်စဉ်ဟာမြေပြင်အခြေအနေစစ်ဆေးတွေ့ရှိချက်တွေအရပကဖရဲဘော်တွေကိုအိန္ဒိယနိုင်ငံချန်ဒီခရိုင်မနီပူရာပြည်နယ်အာတန်ရိုင်ဖယ်တရင်တစ်ကဖမ်းဆီးခေါ်ဆောင်ပြီးမှနှိပ်စက်တပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ NUG အဆိုအရကဆိုပါတယ်။ဒါဟာအိန္ဒိယမီဒီယာတွေထုတ်ပြန်တဲ့အိန္ဒိယနိုင်ငံဗတ်ချမ်းမှာထိတ်တဲရင်ဆိုင်တိုက်ပွဲဖြစ်ပွားလို့ကြာဆုံးတာမျိုးမဟုတ်ပဲယာယီစခန်းရွှေ့ပြောင်းမှုကိုတည်င်းကြုတ်တင်ပေးပို့ထားတဲ့ကြားကဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ အခုလိုစစ်ဆေးတွေးရှိချက်တွေကြောင့်အိန္ဒိယအစိုးရအနေနဲ့အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ပကဖရေဘော်တွေကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့အပေါ်တာဝန်ယူမှုရှိစွာစုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖို့အတွက်ကို NUG ကတောင်းဆိုခဲ့တာပါအခုလိုပကဖရေဘော်တွေကိုအာတန်ရိုင်ဖယ်တပ်ဖွဲ့ကတပ်ဖြတ်ခဲ့တဲ့အပေါ်အရက်ဘတ်အဖွဲ့တွေနဲ့တော်လန်ရေးအတန်းဝိုင်းကလည်းအမြင့်ဆုံးအမှုမှန်ပေါ်ပေါက်ဖို့လိုလားကြောင်းပြောဆိုထားပါတယ် အခုလ20ရက်နေ့ကတနင်္သာရီမြို့နယ်ဗန်လမော့ကြီးရွာအုပ်စုကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား10ဦးထပ်မံနေသုံးနာကို အတီးပြုတ်နိုင်ခဲ့တယ်လို့တော်လိုင်းရင်တပ်တွေကထုတ်ပြန်ပါတယ်။ခမရ996ကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုရန်ဖို့ရွာအနီးမှာတိုက်ခိုက်ရမှာတပ်သား2ဦးသေဆုံးခဲ့ပြီးဗန်လမော့ရွာအနီးမှာထပ်မံတိုက်ခိုက်ရမှာ10ဦးသေဆုံးနာကို အတီးပြုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကိုဘူခင်းတပ်ဖွဲ့ KNL တရင်စတဲ့နဲ့တော်ပုံကြီးပြည်သူ့ကော်မတီတပ်ဖွဲ့တို့ကလှုံ့ဆော်ခဲ့ပါတယ်။ကျုံးစုမြို့နယ်ဝါရီရွာတိုက်ပွဲမှာဒဏ်ရာရတာကြောင့်စေကူတော့မှုခံယူနေရတဲ့အသက်20အရွယ်ပြည်သူ့ကော်မတီရဲဘော်တဦးအခုလ20ရက်နေ့ကကြာဆုံးသွားတယ်လို့သိရပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ဟာမြေခင်ပြည်သူ့ကော်မတီတရင်နှစ်ကရဲဘော်ဖြစ်ပြီး အခုလ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ရင်ဘတ်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့သူဖြစ်ပါတယ်။ဝါရင်ရွာကတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးရဲဘော်2ဦးကြာဆုံးပြီးစစ်ကောင်စီဘက်ကတော့ဗိုလ်မှူးမြင့်ဝင်းအပါဝင်22ဦးတည်ဆုံးခဲ့လို့ထုတ်ပြန်ထားပါတယ်။ဒွေမျိုးမှာအခုလ20ရက်နေ့ကသွေးလွန်တုပ်ကွေးရောဂါကြောင့်ကလေးတဦးထပ်မံတည်ဆုံးခဲ့တယ်လို့မြို့ခံတွေစီကသိရပါတယ်။ တိတ်ဆုံးသူကလေးငယ်ဟာအသက်6နှစ်အရွယ်ဖြစ်ပြီးတဝယ်စည်းရုံကြီးမှာစီကူတောက်မှုခံယူနေချိန်တိတ်ဆုံးခဲ့တာလို့သိရပါဗျ။တဝယ်မှာသွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီးပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းသွေးလွန်တုပ်ကွေးရောဂါကြောင့်တဝယ်စည်းရုံကြီးမှာစီကူတောက်နေတဲ့ကလေးငယ်တဦးတိတ်ဆုံးခဲ့ပါသေးတယ်။သတင်းလိုက်တိုင်းသတင်းထောက်နာရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။